ပရိသတ်များအားလုံးကိုမြင်လာပါရှင် Global Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ညနိုဝင်ဘာလ15ရက်နေ့ည8:00နာရီသတင်းများကိုတင်ဆက်ပေးသွားရမှာပါ။ဟင်းဝင်းရဲ့ဇိုဘီသစီရဲ့မင်္ဂလာပွဲကိုဖိတ်ကြားခြင်းမခံရတဲ့အနုပညာရှင်၄ယောက်အရန်ရင်းနေပေမဲ့အကြောင်းရင်းတစ်ခုကြောင့်ကိုစိုးကြီးကိုမဖိတ်ခဲ့တဲ့ဇိုဘီသစီနဲ့ဟင်းဝင်းရန်အခုလိုအကြောင်းရင်းတွေကြောင့်ခင်ပွန်းတဲ့နဲ့အိမ်ထောင်ရေးအဆင်မပြေဘူးဆိုပြီးလူပြောများနေတဲ့ဤချောပုံစတဲ့သတင်းတွေပဲဖြစ်ပါရရှင်။ အခုလိုအကြောင်းရင်းတွေကြောင့်ခင်ပွန်းတဲ့နဲ့အိမ်ထောင်ရေးအဆင်မပြေဘူးဆိုပြီးလူပြောများနေရဲ့ဤချော်ပုံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ထိလွယ်ရှောက်လည်ဖြစ်ပေမဲ့ပရိသတ်တွေအရင်စိတ်ဝင်စားနေတဲ့အကြောင်းအရာတစ်ခုကိုအမျှဝေသုံးသပ်ပေးခြင်းပါတယ်ဒါကတော့ထိတ်တန့်မင်းသမီးကျော်တယောက်ဖြစ်တဲ့ဤချော်ပုံနဲ့သူ့ရဲ့အိမ်ထောင်ရေးပုံမှာလူတွေရဲ့ထင်မြင်ချက်တွေနောက်ွယ်ကကောလာဟလတွေအကြောင်းပဲဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲမင်းသမီးကျော်ဤချော်ပုံကတကယ့်ကိုထိတ်တန့်တထိတ်ကြီးတယောက်နဲ့လက်ထပ်ပြီးတော့သမီးလေးတယောက်နဲ့အတူအရန်ကိုပြပြေဆောင်လို့နဲ့မိသားစုဘဝလေးကိုပိုင် ုင်ဆိုင်ထားပါတယ်။ပရိသတ်တွေအလုံးကသူမရဲ့ဘဝကိုအားကြစေရအိမ်ထောင်ရေးတစ်ခုလိုအားကြတဲ့ခြင်းနဲ့စောင့်ကြည့်နေခဲ့ကြတာပါ။ အထူးသဖြင့်မမရေရပြောရရင်မင်္ဂလာဆောင်အခမ်းအနားတစ်ခုမှာခင်မုန်းတဲ့ကဇနီးဖြစ်သူဤချောဖို့ကိုနေဘူးမှာဆိုလို့ကိုရိုင်းထီမူပေးထားတဲ့ပုံရိပ်တွေထွက်ပေါ်လာခဲ့တော့ကဆိုရင်တကယ့်ကိုဇနီးပုံမှာချစ်မြတ်နေတဲ့ခင်မုန်းကောင်းမဲဆိုပြီးတော့လူတွေကြားမှာအယံကိုချီကျူးခံခဲ့ရပါတယ်။ဒီပုံရိပ်ကသူတို့ရဲ့ပြည်ပြည်စုံတဲ့အင်ထောင်ရေးကိုကိုစားပြုတဲ့ icon တစ်ခုလိုတောင်းမှဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့အမျိုးသမီးတအူက online မှာရေးသားခဲ့တဲ့ comment တစ်ခုကနေစတင်ခဲ့ရပါ။သူမရဲ့ပြောကြားချက်အချင်းချုပ်ကတော့သူကိုယ်တိုင်ဤချောဖို့လိုဇနီး မောင်နှံကိုမိုးကောင်းစေးရုံမှာကလေးစည်းကမ်းလာပြရင်းနဲ့တွေ့ဆုံခဲ့ဘူးရဲ့လို့ဆိုပါရယ်အဲ့ဒီချိန်မှာလူတွေထင်သားသလိုလူတွေချီကျူးနေသလိုအရန်ရိုမတ်တီဖြစ်တဲ့ပုံစံမျိုးမဟုတ်ပဲခင်မွန်းတွေကဇနီးဖြစ်သူဤချိုးဖို့ပေါ်မှာလူတွေကြားထဲမှာလူလေကောင်ကြီးမှာပြင်းပြင်းထန်ထန်ပြောဆိုဆက်ဆံခဲ့ရကိုတွေ့လိုက်ရတယ်လို့ဆိုပါရယ် ဒီမျိုးသမီးရဲ့မှတ်ချက်အရတော့ဤချောပူရင်ခင်မွန်ကလူတွေထင်သလောက်ချီးမွမ်းနေကြသလောက်လည်းဇနီးပုံမှာအမြဲတမ်းကောင်းနေတာမျိုးမဟုတ်ပါဘူးဆိုတဲ့သဘောမျိုးတက်ရောက်စေခဲ့ပါတယ်။အဲဒီခေါမတ်တခုတည်းကလည်းပရိသတ်တွေကမှအမြင်နှမျိုးကွဲသွားပါတော့တယ်။တချို့တွေကဟုတ်မှာပဲဘယ်ယာမအပေါ်ယံကြည့်တယ်လို့ပြည့်ပြည့်စုံနေတာမရှိဘူး။ public မှာတောင်ဒီလောက်ပြောဆိုနေရင်အိမ်ထဲမှာဘလို့နေမလဲမသိဘူးဆိုပြီးတော့ဤချောပူအတွက်စိုးရိမ်ပူပန်မှုတွေဓမ္မမဟုတ်သူတို့အိမ်တောင်ကြီးကရှိုးဝေးလားဆိုတဲ့တန်ရရတွေဝင်နေကြပါတယ်။နောက်တစ်ဖက်ကတော့ထားကို လုံးဝလက်မခံတာပါသူတို့ရဲ့အဓိကတုံ့ပြန်မှုကမြန်မာစကားပေါင်းတစ်ခုဖြစ်တဲ့လင်းနေမယားရှာနေသွားဆိုတာပါပဲဘလောက်ပဲချစ်ကြညားကြတဲ့ဇနီးမောင်နှံဖြစ်နေပါစေအတူတူနေထိုင်ကြရင်လည်းကြောက်ကစားဖြစ်တာ စကားများတာအမြင်မတူတာတွေရှိစမြဲပဲအဲ့ဒီလိုဈေးကမ်းမှာခဏတာစကားများတာလေးတခုဒါမှမဟုတ်တယောက်ကအတန်ကျဲသွားတာလေးတခုကိုမြင်လိုက်ရုံနဲ့အိမ်တော်ကြီးတခုလိုအဆင်မပြေဘူးခင်မုန်းကမကောင်းဘူးလို့တစိမ့်ကက်လို့မရနိုင်ဘူးလို့ပြန်လဲချိန်ပါကြပါတယ်တကယ်တမ်းလည်းဤချုပ်ဖို့ရဲ့ခင်မုန်းတဲ့ဟာထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်ကြီးတယောက်ဖြစ်တယ်လို့သူ့ရဲ့ဆိုရှယ်မီဒီယာမှာလည်းဇနီးနဲ့သမီးလေးအပေါ်မှာဘလောက်ချစ်ကြောင်ပြသထားတာတွေရှိနေပါတယ်ဒီနေရာမှာဆက်ပြီးတော့ပြောချင်တာကအဲ့ဒီ comment ကိုရေးခဲ့တဲ့အမျိုးသမီးရဲ့ ရည်ရွယ်ချက်ပါသူကတကယ်ပဲမတော်တဆတွေးရှိခဲ့တဲ့အဖြစ်အပျက်တစ်ခုကိုစိတ်မကောင်းဖြစ်ပြီးတော့ပြန်လည်မျှဝေခင်ရလားဒါမှမဟုတ်နာမည်ကြီး celebrity တွေရဲ့အားနည်းချက်ဒါမှမဟုတ်အတွင်ရေးတစ်ခုကိုဖော်ထုတ်ပြောဆိုခြင်းအပြင်လူတွေရဲ့အာရုံစိတ်မကိုရယူလိုက်တော့အတန်ရှင်းလိုတာပဲလားဖြစ်မလားဒါကတော့ဘယ်သူမှအတိအကျမသိနိုင်တဲ့အချက်ပါပဲ celebrity တယောက်ရဲ့အိမ်တော်ကြီးဟာအမြဲတမ်းပရိသတ်ရဲ့အနီးကန်ဆောင်ကြည့်မှုဝေဖန်မှုတွေကိုခံနေရပါတယ်။လူတွေရဲ့ထီမှုပေးတဲ့ပုံမျိုးပျော်ရွှင်စရာ highlight တွေကိုပဲတွေ့ကြတယ်။အဲဒီလိုပုံတွေနဲ့တိုင်းတာပြီးတော့သူတို့ရဲ့ဘဝကအယံ perfect ပဲလို့ကောက်ချက်ချတယ်။တပတ်မှလည်းအခုလိုဈေးကမ်းမှာစကားများနေဆိုတော့အခြေအနေတစ်ခုကိုတွေ့လိုက်ရတဲ့အခါအဲဒီတစ်ခုတည်းနဲ့ပဲသူတို့အိမ်တော်ကြီးကမတားရဘူးလို့အစွန်းတစ်ဖက်ကိုကောက်ချက်ချဖို့အယံလွယ်ကူပါတယ်။တကယ်တော့အိမ်တော်ကြီးဆိုတာထီမှုပေးခြင်းတွေနဲ့ပဲတိစောက်ထား တာမဟုတ်သလိုစေကဲမှာစကားများခြင်းတစ်ခုတည်းနဲ့လည်းပြက်စီးသွားနိုင်တာမဟုတ်ပါဘူးပရိသတ်ကြီးတို့အနေနဲ့ဒီကိစ္စတွေပေါ်မှာဘယ်လိုမျိုးအသုံးသတ်မိပါသလဲကိုရိုင်းကရော public မှာဒီလိုမျိုးအဖြစ်အပျက်တွေကြုံဘူးတွေ့ဘူးကြလားမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင် ဟင်းဝီရနဲ့ဆိုဗီယက်သင်းရဲ့မင်္ဂလာပွဲကိုဖိတ်ကြားခြင်းမခံရတဲ့အမှုပညာရှင်၄ယောက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုထဲမှာတော့ဟင်းဝီရနဲ့ဆိုဗီယက်သင်းတို့ရဲ့မင်္ဂလာပွဲကိုအကြောင်းမျိုးမျိုးကြောင့်ဖိတ်ကြားခြင်းမခံရမတက်ရောက်လာတဲ့အမှုပညာရှင်၄ယောက်ကိုတင်ဆက်ပေးမှာပါ အလုံးတီးကြတဲ့အတိုင်းပဲမြန်မာနိုင်ငံရဲ့ထိတ်တန်းနာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ဆိုဗီယက်သင်္ဆင်တဲ့ဟိမယန်တို့ရဲ့မင်္ဂလာဆောင်ကိုတော့ပြည်ခဲ့တဲ့ရက်ပိုင်းတွင်းမှာပဲပြုလုပ်ခဲ့ပါတယ်။အနုပညာလောကမှာနာမည်ကြီးအနုပညာရှင်မင်းသားနဲ့မင်းသမီးနှစ်ယောက်ရဲ့မင်္ဂလာပွဲကပြည်တည်ဦးနဲ့အင်ဒရာကျော်စင်၊ရွှေထူးနဲ့ရွှေမော်ရတီပြီးရဲ့နောက်မကျင်းပါတာကြပြီဖြစ်တဲ့မင်္ဂလာပွဲဖြစ်ပါတယ်။ဒါကြောင့်လေလူတွေကြားထဲမှာဟိမယန်နဲ့ဆိုဗီယက်သင်္ဆင်တို့ရဲ့မင်္ဂလာပွဲကိုလူတွေကစိတ်ဝင်စားနဲ့စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ဟိမယန်နဲ့ဆိုဗီယက်သင်္ဆင်ရဲ့မင်္ဂလာပွဲကတော့တော်တော်လေး ကိုခံနာခဲ့တယ်လို့နာမည်ကြီးဒိတ်ဒိတ်ကျဲအနုပညာရှင်တွေလည်းတက်ရောက်ခဲ့တာပါဆိုပြတဲ့ဇင်နဲ့ဟင်းဝီရန်တို့ရဲ့မင်္ဂလာပွဲမှာနာမည်ကြီးထေတန်တယောက်ဆောင်မင်းသမီးဝင်းမွန်ရွှေဤနဲ့ခင်မုန်းတဲ့ကိုနိုင်ဖြိုးကျော်ဖွေဖွေထထမှုဦးဤချောပုံနဲ့ဒါအပြင်နာမည်ကြီးမင်းသားမင်းသမီးများစွာတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ဒါမဲ့လည်းဗီဒီယိုထဲမှာအကြောင်းမျိုးမျိုးကြောင့်အဟင်းဝီရန်နဲ့ဆိုပြတဲ့ဇင်ရဲ့မင်္ဂလာပွဲကိုဖိတ်ကြားခြင်းမခံရတက်ရောက်မလာတဲ့အနုပညာရှင်လေးယောက်ကိုပြောပြပြီးတော့မှာပါ။ နံပါတ်1အနေထိုင်ရခက်မှာဆိုလိုမဖိတ်ကြခဲ့သူဝိုင်းစုခိုင်သိန်းပထမဆုံးတယောက်ကတော့မင်္ဂလာပွဲမှာမတွေ့ရတော့ဘူးလို့လူတွေကြိုတင်ခံမှန်းထားပြီးသားအဲ့ဒါကတော့အဆိုတော်ဝိုင်းစုခိုင်သိန်းမှာပရိသတ်တွေသိတဲ့အတိုင်းမှာပဲတစ်ခေတစ်ချိန်ကသရိုသားဟိဝရဲ့နဲ့အဆိုတော်ဝိုင်းစုခိုင်သိန်းတို့ကအရန်ကိုနာမည်ကြီးတဲ့အချစ်ဇလန်တပုတ်ပိုင်ဆိုင်ခဲ့ပါတယ်မိဘတွေသဘောမတူလို့ခိုးပြေးခဲ့ကြတဲ့အထိပြင်းထန်တဲ့ဆက်ဆံရေးဖြစ်ခဲ့ပြီးမှလမ်းခွဲခဲ့ရဖြစ်လို့ဒီကိစ္စကအခုတတိတိုင်ပြည်သက်တွေရဲ့ရင်ထဲမှာအမှတ်တရရှိနေသေးပါ ဒါကြောင့်ဒီမင်္ဂလာပွဲကိုဝိုင်းစုခိုင်သိန်းနာတက်ရောက်လာခဲ့မယ်ဆိုရင်တမမဟုတ်ဖိတ်ကြားခဲ့မယ်ဆိုရင်သူတို့သမီးဖြစ်တဲ့အစိုးပြတစဉ်အတွက်ရောတက်ရောက်လာတဲ့ဝိုင်းစုခိုင်သိန်းကိုယ်တိုင်အတွက်ရောအလေကသူတို့သားဟဲဝင်ရဲ့အတွက်ပါနေထိုင်ရခတ်သွားနေမှာတယ်။ဒါကမခေါ်တာမတည်တာမုံတီးတာထက်တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်လေးစားမှုနဲ့လူမှုရေးအရအဆင်ပြေအောင်စီစဉ်လိုက်ရတဲ့လူမှုရေးနားလည်မှုတစ်ခုဖြစ်ပါတယ်။ နံပါတ်1မိုးဟေကုံဒုတိယတယောက်ကတော့ထိတ်တန်းမင်းသမီးတလက်ဖြစ်တယ်လို့မြန်မာနိုင်ငံရဲ့ထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးကြီးတယောက်လည်းဖြစ်တဲ့မင်းသမီးကျော်မိုးဟေကုံပါ ပရိသတ်တွေမိကုံထုတ်ကြတာကဝိမုံရွှေကြီးလဲလာတယ်ဖွဖွေးလဲတက်တယ်တခြားမင်းသမီးတွေအများကြီးလာရောက်ကြပြီး generation မတိမ်မရိပ်ဖြစ်တဲ့မိုးရီကိုတယောက်ဘာလို့မပါတာလဲဆိုတဲ့မိကုံမှာဒီပုံမှာထင်ကြီးပေးမှုတွေနှမျိုး꿰နေပါတယ်တချို့တွေကတော့မိုးရီကိုကစိုးညီမတွေစိုးပြေတဲ့စဉ်စိုးမျက်နှာတာစိုးမျက်သူဇာတို့ ਨੇ တိတ်ပြီးတော့မတည်ကြဘူးအဆင်မပြေဘူးအရင်ကတည်းကတိတ်ပြီးရင်းနှီးမှုမရှိဘူးဆိုတဲ့ကောလာဟလာတွေကိုအခြေခံပြီးပြောနေတာပါဒါပေမဲ့ပိုပြီးတော့ဖြစ်နိုင်ခြေရှိတာကို ုံးသက်ရရင်မိုးရီကိုကအခုချိန်မှာအနုပညာရှင်တယောက်ဆိုတာထက်စီးပွားရေးလုပ်ငန်းရှင်ကြီးတယောက်ရဲ့ဘဝကိုပို့ပြီးတော့အာရုံစိုက်နေရပါတယ်သူရဲ့အချိန်စင်ရောက်တွေခရီးသွားလာမှုတွေကတော်ရုံမအားလန့်နိုင်တာပါဖိတ်ဆောင်တော့ရပါမယ်အချိန်မပေးနိုင်လို့မတက်ရောက်နိုင်တာဖြစ်ဖို့များပါတယ်ပြည်တူးနဲ့အင်ဒရာကျော်စင်နောက်ဆုံးအနေနဲ့ကတော့ဒီမင်္ဂလာပွဲကိုတက်ရောက်ခြင်းမရှိပဲဒါပေမဲ့သူတို့မလာတာကိုပြည်သက်တွေကနားလည်မှုအပြည့်နဲ့လက်ခံထားကြတဲ့ဇုံတွေပါ ဒါကတော့အနုပညာလောကရဲ့ဩဇာအရှိန်ဝါကြီးမားတဲ့မင်းသားပြည်တီဦးနဲ့မင်းသမီးအင်ဒရာကျော်စင်တို့ဇနီးမောင်နှမပရိသတ်ကြီးတို့အားလုံးသိပြီးတဲ့အတိုင်းပဲပြည်တီဦးနဲ့အင်ဒရာကျော်စင်တို့ကပြည်ကလေးနှစ်တွေကဇာလိုလက်ရှိနိုင်ငံရေးနဲ့လူမှုရေးအခြေအနေတွေအရဒီလိုပျော်ပွဲရှင်ပွဲအခမ်းအနားတွေကိုတက်ရောက်တော့လူမြင်ကွင်းရှိထွက်သားတွေကိုတက်နိုင်တဲ့လောက်ရှောင်ရှားနေရပါသူတို့ရဲ့လက်ရှိရည်ရည်ချမ်းတဲ့အခြေအနေအရမတက်ရောက်တာကိုပရိသတ်အားလုံးကနားလည်မှုပေးပြီးသားဖြစ်ပါတယ် ဘသူတွေပဲတက်ရောက်ခဲ့ဒီဖြစ်စေမတက်ရောက်နိုင်တာဖြစ်စေသတို့သားဟေးဝီရဲ့နဲ့သတို့သမီးစုပြည့်တဲ့ဇင်တို့နှစ်ယောက်တသက်တာပျော်ရွှင်ချမ်းမြေ့တဲ့အိမ်တော်တွေဘဝကိုပိုင်ဆိုင်နေမှာစေလို့ဆုတောင်းပေးလိုက်ပါရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် အရန်ရင်းနှီးပေမဲ့အကြောင်းရင်းတစ်ခုကြောင့်ကိုစိုးကြီးကိုမဖိတ်ခဲ့တဲ့ဆိုပြတဲ့ဇင်နဲ့ဟင်းဝရန်ပြိသက်များအားလုံးပဲမိင်္ဂလာပါရှင်ဒီရပိုင်းရဲ့လူပြောများနေရာဖြစ်တဲ့ဟင်းဝရန်နဲ့ဆိုပြတဲ့ဇင်တို့ရဲ့ပွဲအကြောင်းကတော့ပြောမစုံဝေဖန်မစုံအားကြမစုံဖြစ်နေကြသေးပါပဲဒီပွဲကိုရွှေကိုပိတ်တာဝတ်စုံနဲ့ဘီလီယံချီတန်နဲ့လက်ဖွဲ့ငွေတွေဒေါ်လာတန်းချီတန်ဘရက်တွေနဲ့တက်ရောက်လာတဲ့ထိတ်တန်း celebrity တွေတနည်းအားဖြင့်ပြောရရင်မြန်မာနိုင်ငံရဲ့နုပညာရှင်ကျယ်ဝင်းအားလုံးဒီပါစုံကြီးစွာတက်ရောက်ခဲ့ကြပါတယ် ဒါပေမဲ့ဆိုပြင်းတဲ့စင်နဲ့ဟင်းဝီရံတို့မင်္ဂလာပွဲမှာအဖိတ်မခင်ရတာကတော့တခြားသူမဟုတ်ပါဘူး ဆိုရှယ်မီဒီယာမှာအကြောကြားဆုံးတယ်လီဖုန်းသချင်းပိုင်ရှင်ပရီဇင်တာအစီအစဉ်တင်ဆက်သူကိုစိုးကြီးပဲဖြစ်ပါတယ်။ကယ်တီနီယာမှာပရိသတ်တွေကချက်ချင်းမေးခွန်းထုတ်ကြပါတယ်။ဘာဖြစ်လို့ကိုစိုးကြီးမပါလာလဲဆိုပြီးတော့ပါတခြားလူတယောက်ယောက်မလာတာဆိုရင်တော့ဒီလောက်လူပြောများမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့အပြင်မှာဟင်းဝီယန်စိုးပြတဲ့ဇင်တို့နဲ့ MC ကိုစိုးကြီးဆိုတာကအရန်ကိုခင်မရင်းနေကြတဲ့မိတ်ဆွေတွေဖြစ်နေလို့ပေါ့။ပရိသတ်ကြီးတို့လည်းသိမှာပါမြန်မာနိုင်ငံရဲ့ရွှေစံပရိုမိုးရှင်းလောကမှာကိုစိုးကြီးမပါမဖြစ်တယ်လို့ကိုစိုးကြီးနဲ့အလုပ်တူတူတွဲလို့ တ်တာအများဆုံးကတော့ဟိဝိယန်နဲ့ဆိုဗီယက်တဆင်တို့ပါပဲဆိုတော့သူတို့သုံးယောက်ကအလို့သဘောအရာရောပုံကိုကြီးအရာပါအမြဲတမ်းတွေးဆောင်နေရအတူတူအလို့တွေးလုပ်နေရတဲ့ အရင်နှီးဆုံးလို့ဖို့အကန်ပန်းမိတ်ဆွေတွေဖြစ်ကြပါရယ်ဒါတိမ်မကတိပါဦးကိုစိုးကြီးရဲ့ကဘာကျော်တယ်လီဖုန်းတစ်ချင်မထွက်ခင်ကဟိမ့်ဝင်ရနဲ့စိုးပြတဲ့စင်တို့ကိုရန်ကကိုစိုးကြီးရဲ့တယ်လီဖုန်းဆိုပြီးတော့သူ့ရဲ့တစ်ချင်ကိုဝိုင်းဝန်းကြော်ညာပေးခဲ့ကြပရိုမိုလုပ်ပေးခဲ့ကြပါရယ်ဒီလောက်ထိခင်မရင်းနှီးကြရတဲ့အနေဘာဖြစ်လို့ဟိမ့်ဝင်ရနဲ့စိုးပြတဲ့စင်တို့ကသူ့ရဲ့တသက်မှာတစ်ခါအခမ်းအနားဆုံးမင်္ဂလာပွဲကြီးကိုတငယ်ချင်းဖြစ်တဲ့ကိုစိုးကြီးကိုမဖိတ်ကြားခဲ့ရလဲဒီအပေါ်မှာအင်တာနက်ပေါ်ကပရိသတ်တွေရဲ့သုံးသက်ချက်တွေထင်ကြီးတွေကတော့အရန်ကိုစိတ်ဝင် င်စားစရာကောင်းနေခဲ့ပါတယ် တချို့ကလည်းတယ်လီဖုန်းသချင်းကိုတက်စတိုမှာဆိုလိုမဖိတ်တာလို့ဆိုပါတယ်။အလုံးတီးကြတဲ့အတိုင်းပဲကိုစိုးကြီးရဲ့တယ်လီဖုန်းသချင်းကလေးဖြတ်နေရဲ့အဖိုးဖွားတွေတောင်မှမတက်ထရက်သွားစေတဲ့အစွမ်းစကားမပြောနိုင်တဲ့လူတွေတောင်စကားထပြောလာစေတဲ့အစွမ်းတွေရှိတယ်လို့တယောပြီးတော့ပြောဆိုခြင်းခံထားရတဲ့သချင်းမှာဒါကြောင့်ပရိသတ်တွေကဟင်းဝေးရနေစိုးပြေးတဲ့ဇင်းတို့ကိုစိုးကြီးစင်ပေါ်တက်ပြီးတော့တယ်လီဖုန်းသချင်းလောက်ဆိုမှအရန်စိုးရင်နာကြောင့်မင်္ဂလာပွဲကိုတမင်တကာမဖိတ်တာဖြစ်မယ်လို့တော်တော်လေးပြင်းပြင်းထန်ထန်သုံးသပ်နေကြတာဖြစ်ပါတယ်။ ဒါပေမဲ့နောက်ထပ်သုံးတက်ချက်တခုကတော့မဟုတ်နိုင်ပါဘူး။ကိုစိုးကြီးကအရန်မအားလို့မဖိတ်တာဖြစ်ပါလိမ့်မယ်ဆိုတာပါ။ဒီတော့ဟင်းဝရံတို့ဇုံတွဲနေနေကလည်းကိုစိုးကြီးကဒီနေ့တော့ဘယ်မျိုးကရွှေဆိုင်မှာ promotion ရှိနေရဆိုတာသိနေတဲ့အတွက်သူမအားပါဘူးဆိုပြီးတော့တသက်မဲ့အားနာပြီးမဖိတ်ကြတာဖြစ်နိုင်တယ်လို့တချို့ကခြေပါပြောဆိုနေကြပါတယ်။တကယ်ချင်းဖြစ်သူမအားမှန်သေးလျက်နဲ့ဖိတ်စာပို့လိုက်ရင်မလာနိုင်မှဆိုတဲ့အဖြစ်နဲ့အားနာနေရမှာဆိုလို့တမင်မဖိတ်ဘဲနေလိုက်တာမျိုးဖြစ်နိုင်တယ်လို့ဆိုကြတာပါ။ဧပရိသတ်ကြီးတို့ကရောဘယ်လိုထင်ပါသလဲ။ ယ်တကယ်ပဲတယ်လီဖုန်းတချင်းကိုဘေးဆိုရမှာကြောက်လို့မဖိတ်တာလားဒါမှမဟုတ်တငယ်ချင်းကမအားမှန်သည်လို့အားနာပြီးတော့မဖိတ်တာပဲဖြစ်မလားဘာဝဲဖြစ်ဖြစ်ကိုစိုးကြီးရဲ့တယ်လီဖုန်းတချင်းကတော့အစိုးပြေတဲ့စင်နဲ့ဟင်းဝီရန်ကောင်သူတို့ရဲ့မင်္ဂလာဝဲကိုတောင်မဖိတ်ရဲလောက်တဲ့အထိဩဇာကြီးသွားခဲ့ပြီဆိုတာအမှန်ပါပဲပရိသတ်တို့ရဲ့မြင်ကိုလည်းမှတ်ချက်ပြီးဝင်ရောက်ပြောသွားခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် မင်္ဂလာပွဲအပြင်နှစ်ဖက်မိဘတွေကအပြိုင်ဆိုင်နှမျောကဝိုင်းနေပြနေလို့လူပြောများနေတဲ့ဟင်းဝင်ရဲနဲ့အဆိုးပြေးတဲ့စဉ်အမေမြောင်ပရိသတ်များအားလုံးမင်္ဂလာပါရှင့်နှစ်ဖက်မိဘတွေကအပြိုင်ဆိုင်ဝိုင်းနေပြနေလို့လက်ထက်မနေကြနေတော့ကိုသားသမီးကိုကိုအိမ်ကိုခေါ်ကြဖို့တိုက်တွန်းခံနေရတာကတော့ဟင်းဝင်ရဲအမေတော်ဆန်းဆန်းဝင်းနဲ့ဆိုးပြေးတဲ့စဉ်ရဲ့အမေတော်မာလာခင်မောင်အားလုံးသိကြတဲ့အတိုင်းပဲဟင်းဝင်ရဲနဲ့ဆိုးပြေးတဲ့စဉ်တို့ဟာရန်ကုန်နိုဝတယ်ဟိုတယ်မှာနှစ်ဖက်မိဘတွေအမှုပညာအတိုင်းဝိုင်းနေရှေ့မှာကြီးကြဲခမ်းနားစွာနဲ့လက်ထပ်လိုက်ပါပြီ နေရောင်စလုံးဟာထိတ်တန်းမင်းသားမင်းသမီးတွေဖြစ်တယ်လို့တန်မိုးကြီးရတနာတွေနဲ့လက်ထပ်လိုက်တာကြောင့်လူပြောများနေရပါဒါအပြင်သူတို့နေရောင်က6နှစ်လောက်ချစ်သူတွေဖြစ်လာကြတာဖြစ်တာကြောင့်အားလုံးကဝမ်းသာနေကြပါတယ် ဒါပေမဲ့လည်းမပြေးနိုင်မစင်းတာအပြိုင်ဆန်ဝင်နေကြတာကဟိဝင်ရဲ့အမိနဲ့စိုးပြေတစင်ရဲ့အမိပါဟိဝင်ရဲ့အမိတော်ဆန်းဆန်းဝင်းကလည်းသူ့ရဲ့သားလေးဟာသူတော်ကောင်းလေးဖြစ်ကြောင်းအထက်ပုဂ္ဂိုလ်တွေကနမိတ်နဲ့မွေးဖွားလာတာဖြစ်ကြောင်းဟိဝင်ရဲ့ကသားသမီးလေးယောက်တည်းမှာအလေးမအဆုံးဖြစ်လို့မင်္ဂလာဆောင်လိုက်ရတာနှမျောကြောင်းဝန်းနေကြောင်းစိုးပြေတစင်လိုချွေးမလေးနဲ့ရလို့ဝန်းတာပေမဲ့မိခင်တယောက်အနေနဲ့ကတော့ဝန်းနေမိရဲ့လို့ဆိုပါတယ်ဒီဘက်မှာလည်းစိုးပြေတစင်ရဲ့မိခင်ကသမီးလေးကိုထားခဲ့ကောင်တယောက်ထဲပြန်လာခဲ့ရတာကြောင်း ံဝန်းနေကြောင်းနောင်ထရနေကြောင်းအစကလေးကသမီးလေးနဲ့ဟိုတွားတည်တော်သွားနေကြဖြစ်လို့မနေတတ်ဘူးဆိုပြီးတော့ပြောခဲ့ရတာပါလူတွေကတော့ဟင်းဝင်းရဲ့နဲ့ဆိုပေးတဲ့စင်တို့ရဲ့အမေနှစ်ယောက်အနေနဲ့ကိုရဲ့သားသမီးတွေကိုနှစ်မျိုးရင်ကိုအိမ်ကိုပြန်ခေါ်ကြပါတော့လားဆိုပြီးတော့ပြောနေကြတာဖြစ်ပါရဲ့ရှင်